သူ့ပုံစံလိုက်တွေ့နေတဲ့ကလုံးကိုရေဒိုပြောခဲ့တဲ့စကားကြောင့်အံ့ဩတင်သွားခဲ့ကြတဲ့ဘောလုံးပရိသတ်များပရိသတ်များအလုံးမဲမင်လာများရွှေရောအိုက်ဘက်ခွန်ရှေကိုအေဂျင်ကနေပြန်လဲကြိုလိုက်ပါတယ်ခရစ်စတီယာရိုရေဒိုကတော့သူ့ပုံစံအတိုင်းလိုက်တွေ့နေတဲ့ရေဒိုကလုံးကိုအခုလိုအံ့ဩတင်ဝယ်စကားပြောကြားခဲ့ပြီးဘောလုံးပရိသတ်တွေကလည်းမယုံကြည်နိုင်ဖြစ်နေကြပါတယ် ရန်နိုဟာဘောလုံးလောက်ကမှာပြန်ဆန်ရှားဖြစ်ပြီးခြေစွမ်းကောင်းရုံနဲ့မကဘော်ဒီတောက်ရုပ်ဖြောင်းစောင့်ကြည့်မှန်းဖြစ်နေတာပါ။ဒါကြောင့်လည်းရန်နိုကိုအားကျပြီးရန်နိုလိုဖြစ်ချင်တဲ့သူတွေကလည်းမနေမနောရှိနေတာဖြစ်ပါရင်ရန်နိုကိုအရင် crazy ဖြစ်ကြတဲ့သူတွေဆိုရင်စပိန်ကအစရန်နိုပုံစံတိုင်းတိုင်းညှက်ကြတယ်လို့စေကြီးရဲ့သွာလာပြောဆိုနေတဲ့ပုံတွေကိုပါအတွေ့ယူလာပဲဖြစ်ပါရင်ယနေ့မနေ့မှာရန်နိုရဲ့အနန်စာအသင်းဟာ sorry pro league ပွဲအစဉ်အဖြစ်အန်ရှာဘတ်အသင်းနဲ့အိမ်ကွင်းမှာကစားခဲ့ရပါရင်ပွဲကနှစ်ပတ်စကောတီတည်ကြသွားခဲ့ပြီးရန်နိုကလည်းဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါရင်ဟိုလေးကျော်ကျော်ဖြစ်သွားခဲ့တာကပွဲရလက်မဟုတ်ပဲရန်နိုရဲ့ သူပုံစံအတိုင်းလိုက်တူထားတဲ့ပြည်သက်တွေကိုပြောဆိုခဲ့ပုံဖြစ်ပါတယ်ရနန်ဒိုဟာအသင်းပေါ်နေတဲ့သွေးမှုလေးချိန်ကဆင်းနေခြင်းပွဲကြည့်စင်မှာပေါ်တူဂီလေဝိစင်ဂျာစီကိုကျောင်းနမခွနေနဲ့ဝစ်စင်ထားတဲ့ပြည်သက်ကိုလှမ်းမြင်လိုက်ရတာပါရနန်ဒိုကလည်းချက်ချင်းအဆိုပါပြည်သက်ဟာအွန်လိုင်းပေါ်မှာလည်းကြီးနေတယ်သူနဲ့ပုံစံတူကလုံးဆိုတာကိုသဘောပေါက်ခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာရနန်ဒိုကချက်ချင်းပဲ bro ခင်ဗျားကကျွန်တော်နဲ့မတူပါဘူးလုံးဝမတူပါဘူးခင်ဗျားကရုံဆိုးတယ်လေဆိုပြီးတော့လှမ်းနောက်ခဲ့တာပဲဖြစ်ပါတယ်ပြည်သက်ကလည်းစိတ်ဆိုးနေတဲ့ပုံစံမပေါ်ပဲသဘောကျသွားတယ်ညီမောနေခဲ့ပြီးရနန်ဒိုကိုခင်ဗျားကအကောင်းဆုံးစားမပါပဲဗျာလို့ပြန်ပြောခဲ့ပါတယ် ရန်တို့ကလည်းသဘောကျသွားပြုံးပြီးတော့လက်မထောင်ပြခဲ့တာဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်လေးဟာလူမှုကွန်ရက်အပေါ်မှာပြန့်နှံ့သွားခဲ့ပြီးဘောလုံးပရိသတ်တွေရဲ့သဘောကျနှစ်သက်ခြင်းကိုခံနေရပါတယ်။ရခိုင်တွင်တာလို့လူသိများတဲ့ H လူမှုကွန်ရက်ဆိုင်ရတာပေါ်မှာပရိသတ်တွေကအဲ့လိုပြောခံလိုက်ရတော့စိတ်ထဲမှာကောင်းတဲ့ပုံမပေါ်ဘူးစဉ်းစားကြည့်လေကိုအိုင်တော်လို့သတ်မှတ်ထားတဲ့သူကလူကြားတဲ့ရုပ်ဆိုးတယ်လို့အပြောခံလိုက်ရတာသူလည်းဘယ်စိတ်ကောင်းမှမလဲဟန်ဆောင်ပြီးပြုံးနေတာလို့မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ထပ်သူကလည်းစဉ်းစားကြည့်စမ်းပါလူတယောက်ကိုအရန်သဘောကျတယ်သူနဲ့တွေ့ချင်လို့ sorry အားရပြစီခေးထွက်လာရတယ်ခွေးထဲမှာလည်းထိုင်ကုန်ကိုလည်းရှေ့ဆုံးနဲ့ဝယ်ရတယ်သပင်ကိုလည်းသူနဲ့တူအောင်လို့သူ့နာမည်ပါတဲ့ကြာစီဝေးဒီလိုနဲ့အားလုံးပြင်ဆင်ထားပြီးမှကဘာကြီးရှိရုံဆိုးတယ်လို့ပြောခံရတာဘယ်လိုခံစားရမလဲလို့မှတ်ချက်ပေးခဲ့တာပါနောက်ထပ်သူကလည်းကိုယ့်ရဲ့အမားကပရိသတ်ကိုရုံဆိုးတယ်လို့ပြောတာမကောင်းပါဘူးလို့ဆိုခဲ့ပြီးနောက်ထပ်တယောက်ကတော့အဲ့လောက်ထိလည်းပြောစရာမလိုပါဘူးလို့ရေးခဲ့တာပါဒါပေမဲ့နောက်ဆုံးတယောက်ကတော့အခုလိုမျိုးအကောင့်မြင်တဲ့စကားကိုရေးခဲ့ပါတယ်သူကရော်နယ်ဒိုကကုတ်ပါ ပြည်ထောင်အနေနဲ့ဒီခိုက်တံလေးကိုတဘွာလုံးစာပြောမဆုံးမအောင်တောသွုံအောင်ဖြစ်နေမှာပါလို့ညည်သားထားခဲ့တာဖြစ်ပါရင်လက်ရှိမှာအသက်40ကျော်လာပြီဖြစ်တဲ့ရော်နယ်ဒိုဟာဒီအသင်းမှာ NSR အပြိုင်ပွဲဆုံး30လောက်ကစားပြီးချိန်မှာ26ဂိုးလေးသွင်းယူပေးထားနိုင်သူဖြစ်ပါရင်ရော်နယ်ဒိုဟာကစားမဘွားကနေနားမယူခင်သွင်းကိုပေါင်းထောင်ပြအောင်သွင်းယူသွားဖို့အတွက်ညီမန်းထားတာဖြစ်ပါရင်လက်ရှိမှာရော်နယ်ဒိုဟာကစားမဘွားစုစုပေါင်း926ဂိုးလေးသွင်းယူထားပေးပြီဖြစ်ပြီးသွင်းဝတ်ထောင်ပြေးဖို့ရာသိမ့်မလို့တော့လို့ကသူ့ရဲ့ကစားမဘွားပွဲစုစုပေါင်းကလည်း1969ပွဲနေ့ရှိလာခဲ့ပြီဖြစ်ပါရင်ရန်ဒိုကကစားမဘွားမှာဘလွန်တရားစု5ချိန်ရခဲ့သလိုချန်ပီယံလိပြိုင်ပွဲရဲ့အောင်မြင်ဆုံးကစားမဖြစ်ခဲ့သူပါ 2003ခုနှစ်မှာ Sporting League ဆိုတဲ့အသင်းကနေ Man United စီကိုပေါင်12တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ရိုနယ်ဒိုကတင်းဒီရိုနယ်ဒို Premier League ၃ချိန် Champions League ၃ချိန်ရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီ2009ခုနှစ်မှာတော့ Real Madrid အသင်းစီကမ္ဘာစစ်နေနဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း80နဲ့ပြောင်းရွှေ့သွားခဲ့တာပါ။ Real Madrid အတွက်ရိုနယ်ဒိုကပြိုင်ပွဲအဆုံ438ပွဲကစားပေးခဲ့ပြီး450ဂိုးသွင်းက Champions League ပလား၄ချိန် La Liga ၂ချိန်ရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီ2018ခုနှစ်မှာဂျမန်အသင်းစီပြောင်းရွှေ့ခဲ့ပြီး2021ခုနှစ်မှာတော့အသင်းဟောင်း United စီတကြောပြန်ရောက်သွားခဲ့ပါတယ်။ 2020နှစ်ကုန်ပိုင်းမှာတော့ရိုနယ်ဒိုဟာ Sony Pro League ကလပ် NSA သင်းစီပြောင်းရွှေ့ခဲ့ပြီးလက်ရှိအချိန်ထိကစားပေးနေစဉ်ဖြစ်ပါတယ်။ရိုနယ်ဒိုဟာပေါ်တူဂီလရဲ့စင်တင်တူ Nation League နဲ့ Europa League Champion ဆုလို့ကိုလည်းရယူခဲ့သူဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။